ငါမသိဘူးကို I don't know I don't know လို့ပဲပြောနေမယ်အစားဒါလေးတွေပြောင်းပြောကြည့် I'm not sure မသိတာလည်းဖြစ်ဖြစ်မယ်သိနေတာကမှန်တယ်လို့100% confident ဖြစ်မနေတာမျိုးလုံးဝမကိုမသိဘူးတဲလွန်စားတော့မရှိဘူးဆိုရင် no idea I have no clue ရှင်းနေတဲ့လူတွေနဲ့ဆိုရင် beats me အလုပ်တွေမှာတုံးလို့ရတာဆိုရင် I'll check on that let me find out mm, I'll look into it and let me get back to you ငါအရင်ရှာကြည့်လိုက်မယ်ပြင်ပြပြောပြီးမယ်ဆိုတဲ့ပုံစံမျိုးကိုတီးတာလေးကတိတ်တော့မသေးချနေဘူးဒါပေမဲ့ပြောကိုပြောမှဖြစ်မဲ့ပုံစံမျိုးကြလို့ရှင် I can't say for sure but I guess or I think da 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 ဆိုပြီးတော့နောက်ကပြောချင်တာလေးပြောလို့ရတယ်အာငါတိတ်တော့မသေးချဘူးဆိုပြီးတော့ရှေ့မှာတော့စကားပြင်ခံထားတယ် Now မေးခွန်းကိုမေးခွန်းနဲ့ပဲပြန်ပြီးတော့ခြေပါလိုက်တာမျိုးအာကိုကို तू ဘယ်တော့လာမလဲလို့မေးတယ်ကိုက who knows ဘာသူသိမှာမဟုတ်ဘူးပေါ့ငါလည်းမသိဘူးဆိုတဲ့ပုံစံမျိုးပေါ့ Don't ask me ငါလာမေးမနေနဲ့ငါဖြေလင်းဖြေချင်စဉ်လင်းစဉ်းစားချင်ရှင်းနေနော်တငယ်ချင်းကသူ့ဘက်ဖက်သွားနေလက်လာမေးတယ် How should I know ငါဘလို့တိမတော့ဘောတညလုံးတော့စာချက်ခဲတာပဲဒါပေမဲ့အခုဆရာမစာလာမေးတော့မသိတော့ဘူး I studied all night but now I'm totally blank oh my mind is empty now လို့ပြောတာငါဘာမှစဉ်းစားလို့မရတော့ဘူး